ဒီနေ့ညမှာအားလုံးကြည့်ကြမယ်ပွဲလူစိတ်ဝင်စားမှုအများဆုံးဆိုတဲ့ပွဲအာဆင်နယ်နဲ့တော်တရင်ဟော့စပါရိုကပွဲကိုပွဲချုပ်ခံမဲ့ပြစ်လုပြီးသွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျ။ပေါ့ကြီးရပြောမယ်ဆိုရင်ဘော်ရီကြီးကိုပေါင်းကြီးကတိတ်ပြီးတော့ကွာခြားတာမရှိဘူး။မနေ့နဲ့ညလောက်မှာ၁၀လောက်လေးပဲနည်းနည်းလေးအပြောင်းလဲရှိတယ်ပေါ့လေ။ပေါ့ကြီးကိုပြောရမယ်ဆိုရင်အာဆင်နယ်ကစပါးကိုတလုံး30အရှုံးဆိုတဲ့ဘော်ရီကြီးပေးထားတယ်။ကိုပေါင်းကြီးကိုကြည့်မယ်ဆိုရင်၃လုံး60အနိုင်ဖြစ်ပါတယ်။ ဒီနေ့သင်းမှာဒီနေ့ညဘသူနိုင်မလဲထူသားနေထားပါညာကြည့်မယ်ဆိုရင်တော်တော်များများကအာဆင်နယ်ကိုမျက်စိကျကြလိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့အရင်ညမှာဆိုရင်လီဗာပူးကမန်စီးတီးကိုရှုံးထားရတယ်ဆိုတော့ကြောင့်မလို့အမှတ်ဖြတ်ဖို့အတွက် လက်ရှိမှာအကောင်းဆုံးအနေဒါဖြစ်နေတဲ့အင်ကွင်းလည်းဖြစ်နေရဆိုတော့ကြောင့်မလို့အားလုံးကတော့ဒါအာဆင်နယ်ဒီနေ့ပွဲအနိုင်သုံးမဲ့ရမယ်နိုင်ကုန်နိုင်မယ်ဆိုတဲ့အနေထားမျိုးနဲ့အာဆင်နယ်ဘော်ဒီကိုတော်တော်များများတော့ကြိုက်ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်။အားလုံးထင်ကြတဲ့အတိုင်းပဲကျွန်တော်လည်းဒီနေ့ညပွဲမှာအာဆင်နယ်အနိုင်သုံးမဲ့ရဖို့ chance ရခိုင်နှုန်းနိုင်ဖို့ရခိုင်နှုန်းတော်တော်လေးတော့များလို့ထင်နေတယ်။ဒါပေမဲ့ပေါက်ကြီးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတလုံး30အရှုံးဖြစ်တာကြောင့်မလို့အာဆင်နယ်ကတကူတဲ့နိုင်ယုံနဲ့လည်းကြီးရမအောင်သေးဘူးဗျ။ကြီးအောင်ဖို့ဆိုရင်အနည်းဆုံး2ကူးပြတ်ဖို့လိုရဆိုတဲ့အနေထားမျိုးဖြစ်တယ်။ နှစ်သင်းစလုံးမှာကိုစီကိုစီဒန်ရကစားသမားတွေရှိတယ်အဓိကအပြင်တော့တိုက်စစ်နဲ့ကွင်းလေပေါ့လေအာဆင်နယ်ဆိုရင်ဒါတိုက်စစ်က၄စရာတိုက်စစ်တော့တယောက်မှမရှိဘူးလက်ရှိအခုဆော့နေတဲ့တိုက်စစ်ကလည်းတိုက်စစ်အစစ်မဟုတ်ဘူးပေါ့လေတခုတကယ်လို့တရားကြောင့်ဒန်ရရသွားတယ်ကစားအကြလာဆိုရင်လဲမယ်ဆိုရင်တော့မှနည်းနည်းလေးအခက်အခဲဖြစ်တယ်ဆိုတဲ့အနေအထားမျိုးဘာဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းသူတို့မှအဓိကကစားသမားတော်တော်များများကိုဒါနာနေရဆိုတဲ့အနေအထားမျိုးပဲဆိုတော့ ဒီနေ့ပွဲမှာနှစ်ဖက်စလုံးကအဓိကကစားသမားတော်တော်များများကထန်ရရနေရနာနေဆွဲနေထားမျိုးဖြစ်တာကြောင့်မလို့ဂိုးပေါင်းပေါက်ကြီးကအတင်းကြီးနှစ်တင်းတွေ့ရဆိုပေမဲ့လည်းနှလုံးအရှုံးဆိုတဲ့အနေထားမျိုးပဲရှိတယ် ဆိုတော့ဂိုးပေါင်းကြီးကိုကျွန်တော်တို့နည်းနည်းသုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်အမြင်ရတော့အာဆင်နယ်ခံစစ်အရန်ကောင်းလွန်းနေပေကူမရှိတာပွဲတော်လေးများတယ်ဒီအာဒီမှာပေကူအ ਨੇ ဆုံးအသင်းလို့ပြောလို့ရတယ်အာဆင်နယ်ကိုအာဆင်နယ်ခံစစ်ကောင်းပြီးတော့ပေကူမရှိတာကတစ်ချက် ပေါ့လေဒုတိယတစ်ချက်ကတော့နှစ်ဖက်စလုံးမှာတိုက်စစ်ကစားသမားတော်တော်များများဒဏ်ရာရနေရဆိုတဲ့အချက်အဲ့ဒီနှစ်ချက်ကြောင့်ဒီနေ့ပွဲဂိုးပေါင်းပေါက်ကြီးကနှလုံးအရှုံးတော့ပဲရှိရပြကျွန်တော်အမြင်ရဂိုးပေါင်းကိုတကယ်တည်းခမန်းကြည့်ရမယ်ဆိုရင်ဂိုးပေါ်လာဂိုးအောက်လာဆိုရင်တော့ကျွန်တော် ကတော့ဂိုးအောက်ကိုပို့ပြီးတော့အာတန်နဲ့နှစ်ဖက်လုံးကတိုက်စစ် ဒဏ်ရာကသမားတွေများနေတယ်ဆိုတော့အချက်ကြောင့်ကိုအများကြီးသူ့နဲ့မလို့ကျွန်တော်ဒီနေ့ပွဲကိုမတုံးတက်ထားဘူးကိုပေါင်းဆိုရင်တော့ကျွန်တော်ကိုယ့်အကူသဘောကျရတယ်ဒါပေမဲ့ဒီနေ့ပွဲမှာခံမန်း tip ကိုကျွန်တော်ပေးပါဘာကြိုက်လဲဘာဆော့ရမလဲဆိုရင်တော့ကျွန်တော်ကိုပေါင်းကိုတော့ရှောင်မယ်ပို့ပြီးတော့တေးကြမယ်ထင်းတဲ့ body ကိုကျွန်တော်တော့ပူသွားခြင်းတယ်ဘာကဒီရာဒီမှာအရင်ကြီးမကောင်းဘူးရုံးကန်နေရတယ်အဓိကလူနာကသမားတွေများနေတယ်ဆိုပေမဲ့လေအတင်းကြီးနေထိတဲ့တွေ့မယ်ဆိုရင်စပါးကအာကစားအားရှိတယ်လို့ပြောလို့ရပြင်ဆင်မှုအားကောင်းတယ်ကစားအားရှိတယ်ဒီနေ့ပွဲမှာအာဆင်တွေကိုဝေကွင်းရကန်ရမယ် အာအလုံးနီးပါးကဒါအာဆင်နယ်နိုင်မယ်လို့ထူသားတော်တော်များရောက်နေချိန်မှာကျွန်တော်ကတော့စပါးဘက်ကနေနေတယ်ဗျအာဆင်နယ်နှစ်ကူအပြတ်မနိုင်ဘူးလို့ကျွန်တော်ကတော့ခံမှန်းမိတယ်ထင်မြင်သုံးသပ်မိတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာကျွန်တော်စပါးဘက်ကနေမယ်အာဆင်နယ်တကယ်လို့ဒါအနိုင်သုံးမှတ်ရသွားမယ်ဒီဂိုးလုံးနဲ့ပဲကတ်နိုင်မယ်ဆိုရင်တော့မှကျွန်တော်တို့က 30ရာခိုင်နှုန်းလောက်ကြီးအောင်မယ်ဆိုတဲ့အနေထားမျိုးညီကိုတို့ဘယ်လိုမြင်လဲဒီနေ့ပွဲမှာအာဆင်နယ်ကနှစ်ခုပြက်မယ်လို့ထင်လားယုံကြည်လားကျွန်တော်ကတော့မထင်ဘူးထိုသားတော်တော်များများလေးဒါအာဆင်နယ်ကိုကြိုက်ကြလိမ့်မယ်ထိုသားလည်းစောင်းနိုင်တယ်ပေါ့လေဒါကြောင့်မလို့လေကျွန်တော်စပားဘက်ကနေချင်းနဲ့နှစ်ခုမပြက်ဘူးဆိုတဲ့ခံစားချက်မျိုးရတယ်စပားကဒါအဓိကအဖြစ်တော့ဒီရာသီမှာရုံးကန်နေရတယ်ဆိုပေမဲ့လည်းပြင်ဆင်မှုအားကောင်းနေကစားအားရှိတယ်တွန်းတတိုက်ရှိရဆိုတဲ့အနေထားမျိုးဒါကြောင့်မလို့ကျွန်တော်ကတော့စပားကိုပို့ပြီးတော့အားကိုးချင်တယ်ကျွန်တော်ဒီနေ့ပွဲကြိုခံမယ်အကြိုက်မှာကျွန်တော်ရဲ့ခံမှန်းမှုကဘာလဲဆိုရင်တော့ တစ်ပေးရမယ်ဆိုရင်တော့စပားပေါ်ကြီးဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အမြင်ကိုသုံးသက်တင်ဆက်ပေးခဲ့တာလေးပဲဖြစ်ပါတယ်ဆိုညကိုရီအမြင်ကိုလည်း comment မှာရေးခဲ့လို့ရတယ် comment မှာ Telegram channel link လေးချတာပေးမယ် Telegram channel ထဲမှာကျွန်တော် live ဆော့တာတွေတခြားဒီ wise မှာဆော့တဲ့ mount တွေတွေလည်းအများကြီးတင်ပေးထားတာရှိပါတယ်ဒါကြောင့်မလို့ Telegram channel တက်ကို join ထားဖို့အတွက်ဖြစ်ခဲ့ပါတယ်ပြီးတော့ကြံကြတာရှိတာကကျွန်တော်စီမှာ 1H နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အတွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ fiber သို့မဟုတ် Telegram နံပါတ်ကိုလာခဲ့ပြီပါကျွန်တော်ကလည်းလောက်တာဆိုတော့ကြောင်းလို့ညီကိုတီတရားကန်လို့စိတ်ချယုံကြည်လို့ရပါတယ်ဆိုတော့အားလုံးပဲ good luck ပါကံကောင်းပါစေဒီ video လေးကတော့ဒီလောက်ပါပဲ